ကျမတော်မူကြပါစို့ခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့အော်တိုဘားလ23ရက်နေ့နေ့လည်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရေးပေါ်လာရမှာဒီ channel လေးကမြေပြင်ချင်းတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပထမဆုံးတင်ဆက်ပေးချင်တာကတော့တန်လင်တက်နေမှုဘုံမှုကျုပ်ထွန်းလူကလူမိုက်နဲ့ပြူစောတိတွေကိုကပိုက်ဆောင်တက်ဖွဲ့ဖြစ်မွေးထားပြီးလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးခြင်းစစ်မှုထမ်းလူစားတို့အယောင်ဝယ်လုပ်ခြင်းနဲ့တရားမဝင် လုပ်ငန်းများထမ်းမှာ စက်ကြီးကောက်ခိုင်းနေကြောင်းတင်ဆက်ပေးပါမယ်။ရင်ကုန်တိုင်းတန်လင်းတက်နေမှုဘုံမှုကျုပ်ထွန်းလူကလူမိုက်တွေနဲ့ပြူစောတိတွေကိုကပိုက်ဆောင်တက်ဖြစ်မွေးထားပြီးလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးခြင်းစစ်မှုထမ်းလူစားတို့အယောင်ဝယ်လုချင်းနဲ့တရားမဝင်လုပ်ငန်းများထမ်းမှစက်ကြီးကောက်ခံခိုင်းနေကြောင်းတန်လင်းမြို့နယ်မှာတက်တရင်ရင်းမြစ်တချို့နဲ့ဒေသတရင်ရင်းမြစ်ကပြောဆိုပါတယ်။တန်လင်းမြို့နယ်မှာမူလအစပထမပြူစောတိခေါင်းဆောင်ကမြင့်ခိုင်ဆိုသူဖြစ်ပြီးမြင့်ခိုင်က2024ခုနှစ်ဇူလိုင်လ26ရက်နေ့ တက်မိတားစုဝင်တူဖြစ်တဲ့ကိုလက်စိုးသူကိုဓာတ်နဲ့ထိုးတက်ကထွက်ပြေးတင်းရှောင်သွားခဲ့ကြောင်းမြင့်ခိုင်စိုးသူမှာရခိုင်ကလေးကတန်လင်တက်နေမှုဗိုလ်မှူးချုပ်ထွန်းလူရဲ့လက်ကင်တုပ်ဖြစ်ပေမဲ့လူတက်မှုနဲ့ထွက်ပြေးတင်းရှောင်သွားချိန်မှာဗိုလ်မှူးချုပ်ထွန်းလူကလူမိုက်မြင့်ခိုင်ရဲ့တပည့်ကြော်ကြီးကိုတပည့်ဖြစ်မွေးမြူလက်ကြောင်းလူမိုက်ကြော်ကြီးထံမှာတပည့်များစွာရှိပြီးအလုံးကပြူစောတိများဖြစ်ကြောင်းသိရှိရပါတယ်ဗိုလ်မှူးချုပ်ထွန်းလူကလူမိုက်ကြော်ကြီးကိုတပည့်ဖြစ်မွေးမြူပြီးနောက်တန်လင်မြို့နယ်တဝန်း လူမိုက်ကြော်ကြီးနဲ့ပြူစောတီအပွဲကနိုင်ငံရေးလှုပ်ရှားသူများ CDM များရဲ့တရင်များကိုစုံစမ်းထောက်လှမ်းခြင်းလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးခြင်းလူငယ်များကိုဖမ်းဆီးချင်းချောက်ငွေညစ်ခြင်းများလှုပ်ဆောင်ကြောင်းရင်းပြင်မူရစ်ဇေဝရောင်းဝယ်သူများလောင်းကစားများထံမှစက်ကြီးကောက်ခံမှုတွေကိုလည်းလှုပ်ဆောင်ကြောင်းသိရှိရပါတယ်တက်နေမှုထွန်းလူကလူမိုက်မြင့်ခိုင်တပည့်ကြော်ကြီးကိုမွေးထားပြီးတရားမဝင်လုပ်ငန်းတွေကိုနောက်ွယ်ကနေလှုပ်ခိုင်းနေတာပါကြော်ကြီးကတန်လင်မှာပေါ်တာဆွဲမူရစ်ဇေဝရောင်း လောင်ကစားဝိုင်းကြက်ဝိုင်းတွေလောက်ကင်နေတာပါကြက်ဝိုင်းကနေတလကို3300လောက်ရှာဖွေပေးရတယ်နေအိမ်ဒဲတီဝင်ပြီးအနုချင်းစီးတာတွေလောက်ပါတယ်လို့တန်လင်းဒေတာတရင်ရှင်မြစ်ကပြောကြပါတယ်ယခုနေ့အော်တိုဘာလ1ရက်နေ့ညပိုင်းတန်လင်းမြို့အောင်ချမ်းသာရက်ကွက်အေးတဲ့ဆာမန်ရှိတဲ့နေအိမ်တစ်ခုကိုပြူစောတီလူမိုက်ကြော်ကြီးနဲ့အဖွဲ့ကဝင်ရောက်ဓမြတိုက်ပြီးအိမ်ရှင်မိသားစုတွေကိုရိုက်နှက်ကငွေကြက်300ကျော်ကိုဓမြတိုက်ယူသွားခဲ့ကြအောင်အဲ့ဒီလိုနေအိမ်တွင်းဝင်ရောက်ဓမြတိုက်ခဲ့တဲ့အဖွဲ့တင်းမှာ စစ်ကောင်စီတပ်မှတက်ချက်ကြီးနှစ်ဦးလည်းပါဝင်ပြီးယခုချိန်ထိအရေးယူခြင်းမရှိကြောင်းသိရှိရပါတယ်။ဘာမှအရေးယူတာမဟုတ်တဲ့ပြင်ခံရတဲ့အင်းရှင်မိသားစုကိုတပ်ပြင်မယ်လို့ချိန်ချောက်ခံနေရပါတယ်။တန်လင်နိုင်စင်ထက်ကတဲ့တဲ့ဆင်းလာရင်အုပ်ဖို့စုဘူတာအနောက်မှာကြက်ဝိုင်းအကြီးကြီးရှိတယ်။အဲ့ဒါကတက်နေမှုထွန်းလူရဲ့ကြက်ဝိုင်းပါ။သူတို့ပဲကြော်ကြီးနဲ့အရှိကြီးဆိုတဲ့သူကဦးစီးတာပါလို့တန်လင်မြို့နယ်ပြည်သူတို့ကရှင်းပြပါတယ်။ 2020ခုနှစ်ဒီဇင်ဘာလ31ရက်နေ့ညပိုင်းကလည်းတန်လင်မြို့နယ်လက်ရဆင်ကြေးရွာအုပ်စုဖះငါးစုဘောလုံးကွင်းအလဲမှာတန်လင်တက်နေမှုဗိုလ်မှူးချုပ်ထွန်းလူရဲ့တပည့်များဖြစ်ကြတဲ့ဖះကုံကြေးရွာလူမိုင်းအုပ်စုမြင့်ခိုင်ကျော်ကြီးမျိုးကြီးအရှိကြီးခေါ်တင်ထွန်းဝင်းတပ်မင်းဦးပြည်ကျော်ကျော်စီသူအဲလီခေါ်အောင်ခိုင်ဝင်းနဲ့မြို့ကိုကိုတို့ကိုဦးကတန်လင်မြို့နယ်ရစ်တပ်ဖွဲ့မှရစ်တက်ချက်တင်မောင်းဝင်းကိုကားနဲ့တိုက်ပြီးထွက်ပြေးတော်ကြောင်း ရဲမှုဟာလည်းတရားစွဲဆိုခြင်းမရှိဘဲအဆုံးသတ်သွားကြောင်းသိရှိရပါတယ်။တန်လင်တက်နေမှုဗိုလ်မှူးချုပ်ထွန်းလိုဟာရန်ကုန်တောင်ပိုင်းခရိုင်ယခုတန်လင်ခရိုင်လုံခြုံရေးတာဝန်ခံဖြစ်ပြီးတန်လင်ရေးတက်လေ့ကျင့်ရေးဌာနချုပ်ဌာနချုပ်မူလည်းဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးချင်တာကတော့ရခိုင်ပင်လယ်နယ်စပ်တိုက်ပွဲမှာအာဆာ20ကျော်သေဆုံးပြီးရှစ်ယောက်ဒဏ်ရာနဲ့အတူဖမ်းဆီးရမိကအေအေးသုံးဒဏ်ရာရခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ ရခိုင်ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာအော်တိုဘားလ20ရက်နေ့ညချင်းဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းအာဆာအကြမ်းဖက်တပ်ဖွဲ့ဝင်23ကောင်သေဆုံးပြီး10ကောင်ဒဏ်ရာနဲ့တူဖမ်းမိကအရက်ကတ်တတော် A က3ဦးဒဏ်ရာရရှိသွားကြောင်းသတင်းရရှိပါတယ်။ခိုင်လုံတဲ့နယ်စပ်သတင်းရင်းမြစ်တူကနယ်စပ်မှာအာဆာတွေလာလန်းကအသင့်ဆောင်ပြီးအပိုင်တိုက်တာအာဆာ23ယောက်သေပါတယ်။ဒဏ်ရာနဲ့အရှင်10ယောက်ဖမ်းမိတယ်။20ရက်နေ့ည7နာရီကစဖြစ်တာပါလို့ပြောပါတယ်။တိုက်ပွဲမှာတညာလုံးဖြစ်ပွားပြီးအရက်ကတ်တတော်က ၃ဦးတရန်ရရှိခဲ့တယ်လို့သိရှိရပါတယ်။တိုက်ပွဲဖြစ်တာကမောင်တောမြောက်ပိုင်းမင်္ဂလာနယ်စပ်ပါ။စီရင်အရာနေရာအတိအကျပြောလို့မရဘူး။အာစာတပ်ဖွဲ့ဝင်တွေကကစင်ကလျားမင်္ဂလာဘက်ကိုစုခွာထွက်ပြေးသွားကြတယ်။နေဆက်တလျှောက်ကိုကိုရုဘက်ကလိုက်လံရှင်းလင်းနေတယ်လို့ပြောပါတယ်။ယခုတရင်နဲ့ပတ်သက်ပြီးအရခတ်တက်တော်ပြောခွင့်ရဥခိုင်ဒုက္ခကိုမိမြန်ထားပေမဲ့လည်းအကြောင်းမပြန်သေးတဲ့အတွက်အေဘကအတီးပြုချက်ကိုရယူနိုင်ခြင်းတော့မရှိသေးပါဘူးယခုရပိုင်းအတွင်းမှာမောင်တောမြို့နယ်မြောက်ပိုင်းကိုအာစာအကြံဖက်အဖွဲ့ဝင်များ ဝင်ရောက်လှုပ်ရှားမှုရှိနေပြီးအရကတက်တော်စခန်းများအားအဝေးကလှမ်းပစ်ခြင်းခရီးသွားလာနေတဲ့အယက်တပြည်သူများအားချုံကိုတိုက်ခိုက်မှုများပြည်လုံနေကြောင်း၎င်းကပြောကြားပါတယ်။အော်တိုဘာလ22ရက်နေ့နေ့လယ်2နာရီကျော်ကလည်းစိုက်ကယ်ကယ်ရီသမားတဦးကလူတဦးကိုစိုက်ကယ်နဲ့လိုက်ပို့စင်မှာတာယာကုန်းလက်မှာအာစာအကျန်းဖက်အဖွဲ့ရဲ့တိုက်ခိုက်ခြင်းကိုခံခဲ့ရပြီးတဦးတည်ဆုံး၍တဦးတန်ရာရရှိသွားခဲ့ပါသေးတယ်။တည်ဆုံးသူဟာကြီးကန်းပြင်အနီးအောင်တာယာကြည်ရွာမှာ စိုက်ကဲကီရီသမားကုကျော်စိုးဝင်ဖြစ်ပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့ခေါင်လန်ဖူးမြို့နယ်မှာရှိတဲ့စစ်တပ်လောက်ကန်ပြည်သူစစ်တပ်စကန်နှစ်ခုကို KIA ကတိုက်ခိုက်သိမ်းပိုက်ပြီးစစ်တပ်ကလေကြောင်းနဲ့ဇက်တိုက်ပုံကျဲနေကြောင်းတင်ဆက်ပေးပါမယ်ကချင်ပြည်နယ်ခေါင်လန်ဖူးမြို့နယ်အတွင်းမှာရှိတဲ့အကြံဖတ်စစ်တပ်လောက်ကန်ပြည်သူစစ်တပ်စကန်နှစ်ခုကို KIA တပ်ဖွဲ့ကတိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း KIA စစ်ရေးတရင်ရှိမြေကပြောကြားပါတယ်အော်တိုဘားလ19ရက်နေ့ခေါင်လန်ဖူးမြို့နယ် ရှီလမ်တန်ကြေးရွာနီးအင်အား30ခန့်နဲ့တက်ဆွဲထားတဲ့စစ်တပ်လောက်ကံပြည်သူစစ်တပ်စခန်းကို၎င်းအော်တိုဘားလ20ရက်နေ့ကမခောင်တန်းကြေးရွာစွတောင်းကုန်းမှာရှိတဲ့ပြည်သူစစ်တပ်စခန်းကို၎င်း KNA တပ်ဖွဲ့ကတိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းသိရှိရပါတယ်။အဲဒီလိုတိုက်ခိုက်သိမ်းပိုက်ခြင်းကိုခံခဲ့ရပြီးနောက်အကြံဖတ်စစ်ကောင်စီတပ်ကရင်ကြေးရွာမြောက်အပါအဝင်ကောင်းလန်ဖူးမြို့နယ်နဲ့စော့လော်မြို့နယ်အတွင်းမှာရှိတဲ့ပြည်သူလူထုကိုပြစ်မှတ်ထားကဝိုင်တွဲလူရင်နဲ့တောက်လျှောက်ဘုံကျဲတိုက်ခိုက်နေကြောင်းသိရှိရပါတယ်။ စကန်သိမ့်ပိုက်ခံရတာကိုမကြည်နဲ့လို့လေရင်ခေါ်တာနေမယ်။ဝိုင်တွဲလေရင်နဲ့ဘုံကျဲနေတာဒီကနေ့မွန်တက်၁၂နာရီခွဲလောက်ကလည်းလန်စဲကြီးရွာနဲ့အနီးတဝက်ကြီးရွာတွေကိုဘုံကျဲချတာအလုံး၂၀လောက်ရှိတယ်။ဖယားကြောင်းနဲ့နေအိမ်တွေထိခိုက်ပျက်စီးတယ်။နာပီဖုန်ကြီးရွာအနီးကိုလည်းဘုံသုံးလုံးကျဲချသွားသေးတယ်လို့ KIA စီးရီးသတင်းရှင်မြစ်ကပြောကြပါတယ်။ KIA တပ်ဖွဲ့တိုက်ခိုက်သိမ့်ပိုက်ထားတဲ့ခေါလန်ဖူးမြွနဲ့ရှီလန်တန်ကြီးရွာမှာအင်ဂျင်၂၀ကျော်ရှိပြီးလန်စဲကြီးရွာအထက်ဘက်မှာတရှိကြောင်းသိရှိရပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးချင်တာကတော့စစ်ပူကျော်ဟောင်းမြထွန်းဦးရဲ့ Facebook အကောင့်ဖျက်ချခံရကြောင်းတင်ဆက်ပေးပါမယ်။ညီနိုင်ကိုကင်းရီမူကြီးရီလီနဲ့ကာကွယ်ဝင်ကြီးဌာနဖြစ်တာဝန်ယူဘူးသူပူကျော်ကြီးဟောင်းမြထွန်းဦးရဲ့ Facebook လူမှုကွန်ရက်အကောင့်ကို Facebook team ကဖေရှားဖျက်ချခဲ့ကြောင်းစုံစမ်းသိရှိရပါတယ်။အာနာရှင်ဟောင်းတန်းရွှေရဲ့လူယုံနဲ့လူရင်းတပည့်2021စစ်အာနာသိမ့်မှုမှာကာကွယ်ဝင်ကြီးဖြစ်ခဲ့သူမြထွန်းဦးကိုလက်ရှိစစ်ခေါင်းဆောင်မင်းအောင်နိုင်က ယခုနှစ်ဇူလိုင်လ30ရက်နေ့မှာစစ်တပ်မှအနာပေးခဲ့ပြီးရွေးကောက်ပွဲကိုကြက်ဖို့ပါတီမှကိုစားပြုဝင်ရောက်ရှင်းပြရန်စီလွတ်ခဲ့ပါတယ်ရွေးကောက်ပွဲမဲဆွယ်မှုများလှုပ်ဆောင်ရန်အတွက်မြတ်ထွန်းဦးက၎င်းရဲ့ Facebook လူမှုကွန်ရက် အကောင့်ကိုဦးမြထွန်းဦးအမည်နဲ့ယခုလအော်တိုဘာလအတွင်းမှာဖွင့်လှစ်ခဲ့ပြီးဝါဒဖြန့်မှုများလှုပ်ဆောင်ရရှိပြီးနောက်တလမပြည့်မီမှာပဲ Facebook team ကဖျက်ချလိုက်ခြင်းလည်းဖြစ်ပါတယ်မြတ်ထွန်းဦးနေသူစစ်တပ်မှအနာပေးခံခဲ့ရတဲ့ချက်ဖို့ပါတီကိုစားပြု၍ရွေးကောက်ပွဲဝင်ရန် စေလွတ်ခံရတဲ့ဒုတိယဗိုလ်ချုပ်ကြီးအောင်တပ်ပုံကလည်းဥတပ်ပုံအမည်နဲ့ Facebook လူမှုကွန်ရက်အကောင့်တစ်ခုကိုဖွင့်လှစ်ထားပြီးလက်ရှိအချိန်ထိတော့ပိတ်ချခံရခြင်းမရှိသေးပါဘူး။ဒါအပြင်ကြက်ဖို့ပါတီခေါင်းဆောင်ခင်ကြီးကလည်း၎င်းရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာခင်ကြီးကိုဖွင့်လှစ်ထားပါတယ်။၎င်းရဲ့လူမှုကွန်ရက်စာမျက်နှာမှာအပြာရောင်အဆက်တင်ကြတာ Blue Mac Core Meta Verified Badge ကိုရရှိထားပြီးတက်မှတ်မဲဆွယ်ကာလမတိုင်ခင်ကတည်းကပင်၎င်းအကောင့်မှတဆင့်မဲဆွယ်စီယုံမှုများ စစ်တပ်ဝါဒဖြန့်ချီမှုများဇက်တိုက်ပြုလုပ်လျက်ရှိပါတယ်။ NLD အစိုးရလက်ထက်လက်ရှိအာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကလည်း Facebook လူမှုကွန်ရက်အကောင့်ဖွင့်ခဲ့ရမှာလာပိုင်းအတွေ့မှာပဲဖယ်ရှားခံခဲ့ရပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးခြင်းတော့ကတော့ကျူလီပောင်တရင်စင်ရဲ့ကျွေတလက်ကြက်တခုံအာကုံရုံကြစို့ကန္တာဆိုတဲ့သေယောစာလေးကိုတင်ဆက်ပေးပါမယ်။တစ်ပူးကဖုန်ထအောင်ခုံပြတယ်။ထရန့်လာမဲ့ အာဆန်အစည်းအဝေးမှာကျင်ဆိုပါတက်မတဲ့ဒါမျိုးဒိုင်ကင်လိုက်ချင်တာတက်ချင်းတက်ကျိုးစင်တက်မယ်တရဝါကိုအာဆန်က no pet please လို့ပြောလိုက်မယ်မယုံရင်စောင့်တာကြည့်ပါတလောကပဲပြောင်းလဲပြောင်းစားတောင်းစားကအာဆန်မပြောတာကိုဖြီးလုံးတွင် ပြောမိလို့မရှိတဲ့တောက်ရှက်ကွဲထားတာမကြသေးဘူးအခုလဲမဖိတ်ဖဲနဲ့ဖိတ်တယောင်သူပဲတက်တော့မြောင်ယောင်နဲ့ဖိမ့်ဖိမ့်အထားအာဆန်အစည်းအဝေးကိုခေါ်ပဏီများမှတ်လို့သူ့တက်ချင်တိုင်းတက်ရအောင် blessing in disguise ဆိုတာရှိတယ်။ဟိုမျိုးတွေပြန်ပါဒီမျိုးတွေလည်းပြန်ပါနိုင်ပောက်ဖော်ကကျင်ဆိုးကိုငါးမှုတန်းကပွဲထုတ်ရူစကီကပယံနရက်တီကြားတဲ့တခုတည်းသောထွက်ပေါက်ကရွေးကောက်ပွဲဆိုပြီးဒင်းတို့ကကြွေကြော်ကြ။အဲ့တော့ဘာဖြစ်လဲ။ရန်သူကသူ့လုံးเสียရှိတာတွေလုံနေတယ်။ငါတို့ကဘယ်လဲဘာလဲမိကွန်းတွေတတိကြီးထွက်လာအစိုးရကအကောင် ဖြစ်လာတာလို့ပဲမှတ်ကြ။တနိကပဲ KNL ဒုချုပ်အပူပေါ်ပါထွက်ပြောလေအင်မတန်နှုတ်စိတ်နေလွန်သူကြီးနော် မကြခင်တပေါင်းစုပေါ်လာတော့မယ်တဲ့ဘိုးချုပ်ကြီးတင်မိရဲ့စကားအလက်ကားတော့မမတ်ကြလေနဲ့ blessing နဲ့ discoin ဆိုတာအဲ့ဒါပြောတာဖြစ်သည်မအကြောင်းအကောင့်ကြီးကိုဥတည်နေပြီလို့သာကျုပ်တို့ကတွေးရမှာရခင်ကဆိုဟိုဟာလေးညီနိုင်ဒီဟာလေးတစ်ဆိုညင်ကြခုံကြနဲ့ဘဲမမရောက်အမှတ်တရနဲ့ဇက်သိမ်းအခုအဲ့ဒီလိုမဟုတ်တော့ဘူးတော်လိုင်းအင်အားစုတွေကျင်ဆိုးကောင်းမှုအကြောင်းပြုပြီးအရင်လိုညင်းညင်းခုန်ခုန်တွေမရှိတဲ့လောက်ဖြစ်သွားပြီအများစုကတစိတ်တဲတဝန်တဲ ခွေးယူးကိုမြစ်တာတုံမယူခြင်းတွေ့ကြရနဲ့ဝိုင်းတမာချချင်းတံပြီးရဲလို့အတွေ့ပေါက်နေကြပြီ။ဒါကြောင့်အဖူးဘောကစကဦးတန့်လာတာဒီထက်ပိုတဲ့အရွေးတချို့အချိန်နဲ့ပြင်းပြင်းစင်စင်လုံနေကြတာတွေလည်းရှိနေပါပြီ။မဖြစ်ခင်ဖြစ်ပြီးဟဲ့လို့တော့လွန်းလွန်းကျွတ်ကျွတ်အာမမခံလို့သို့တော်အဲ့ဓာတွေကဖြစ်ကိုဖြစ်ရမယ်ဆိုတော့အာလုံးစိတ်ထဲပိုင်းဖြတ်ပြီးနေပြီ။ဒါကြောင့်ဘာအကြောင်းကြောင့်နဲ့မှစိတ်သက်တွေရိုင်းမလဲကြပါနဲ့။ငါတို့တီတီရောက်လာခဲ့ပြီးကြပြီ ီအထည်ရောက်ဖို့ပေးခက်ဆက်ခဲတာတွေလည်းပြန်စင်စားကြာပါများလို့ယူမတော်ရမယ့်ကိစ္စတွေရှိပါလေတော်လန်ကြီးကမြေပြင်မှာနေတိုင်းတိုက်ပွဲတွေဖြစ်နေတယ်ခွေးဘဏ္ဍကောင်တေချောင်းကြားရလို့ဝမ်းမြောက်ဝမ်းသာဖြစ်ကြတာအရေးမကြီးကိုယ့်ဘက်ကတယောက်ကြတယ်နှစ်ယောက်ကြတယ်ဆိုတာတော့ရင်ပတ်ကြီးနဲ့ခန်းစားပြီးဝမ်းနေကြရမှာသူတို့တွေဟာကို့တွေးသားတွေကို့ချီလက် အင်ကာရီလို့တွေးဆွေးခန်းစားရမှာဒီစိတ်တွေနဲ့ရှေ့ဆက်ကြရင် မနိုင်စရာပဲရှိပါလိမ့်မလဲ။ တဲဦးအလံကိုမမိတ်မတုံလိုက်ပါကြည့်ရှုရင်ပွဲသိမ့်တိုက်ကွက် ဖောဆောင်ရမှာအာကုံထဲ့ကြဖို့သာယုံကြည်သူတွေအားနဲ့ပဲပွဲသိမ့်ဖို့လုံလောက်ပါကြောင်းဆုစ်ကျူလီပောင်တရင်စင်ကျွတလဲတက်တခုံအာကုံယုံစုကန္တာဟုတ်ကဲ့ပါအခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းသတင်းတို့များနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားအပေါင်းအကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီး တော်လန်နီတစ်ကိုဂျီနိုရင်းရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ။